တနေ့ကနေနေမွေးသူအားလုံးမင်္ဂလာပါ2025 April 22ရက်နေ့ကနေ April 30ရက်နေ့အတော်တွင်ဟာအရာရာတတိနဲ့ရှင်ပြီးတော့လောက်ရမယ်ဒီကာလအတွင်းရှင်နေမြုံနေမှုအကြီးစားတွေလောက်ရမလို့သိဘူးလုံတဲ့ဆာလုပ်ငန်းတွေကိုထိမ့်ပြီးလောက်ရမယ်လုပ်ငန်းတွေရပ်ပြီးတော့အစ်စ်ကိုစားမယ် ဘဝတည်းတစ်ခုကိုစတင်ရောက်ဖို့ပြဋ္ဌာန်းချက်ရောက်တယ်။ရှင်မန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ဖို့အတွက်စတင်ပြီးတော့အုံမြတည်ရမယ့်ကာလသဘောမျိုးပဲ။ဒီနေရာမှာရံများခြင်းတိုက်ခတ်များခြင်းနောက်ဆက်ကြတဲ့ထိုးပေါက်ပြီးတော့တွတ်တက်ရခြင်းတွေကိုဖဏိရလေးမယ်။၂၂နှစ်အဲ့ဒီကရံတိုက်ခတ်များတဲ့နေ့ဖြစ်တယ်။အဲ့ဒီကဒနာသိတိနှက်ကစမ်းရှည်တဲ့နေ့ပါပဲ။ဝေကြီးကိစ္စပြောဆိုရင်အောင်မြင်မယ်။ 23ရက်နေ့မှာ အရေးပါတဲ့ပြောင်းလဲတဲ့တွတ်တက်မှုတွေရှိလာမယ်။ရှင်းမှန်းချက်တဲ့ကို ကောင်းထဲပေါ်လာမယ်။24ရက်နေ့မှာရပိုင်ခွင့်နေလက်ဝယ်ပြန်ရခြင်းအခက်အခဲများကိုဖြေရှင်းနိုင်ခြင်းကြောင့်မယ်။25ရက်နေ့ကအရာရာကောင်းခြင်းတွတ်တက်ခြင်းကိုကြောင့်မယ်။26ရက်နေ့မှာ ရှင်ပြန်မှုတွေမှာအောင်မြင်ပြီးတော့ဘဝတွတ်တက်တဲ့ကံပေါ်မယ်။29ရက်နေ့မှာ ယံပတိဘက်ကနေရှင်ပြီးလောက်ရမယ်28နေ့အဲ့နေ့ကငကဘောရက်နဲ့တိုက်ဆိုင်နေမတော်တဆထိခိုက်မှန်နေကြိုးဆက်ရမယ်အနောက်တောင်ရက်ကို တည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်နေ့10နိုင်ခွဲကြသွားလာနေထိုင်ကြိုးဆက်ရမှာပေါ့နာရီရက်အတွင်းမှာအပြိုင်နေတော်များမယ်ထူးခြားချက်ကနေ28ရက်နေ့မှာကောင်းစေးကောင်းလျှော်ပြင်ထူးထူးခြားခြားကောင်း29ရက်နေ့မှာရပိုင်ခွင့်နေလက်ဝဲရခြင်းရရစင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်အဲ့နေ့ရက် ကောင်းစေမင်္ဂလာအထူးတလဲကောင်းသောနေ့တစ်ခုဖြစ်တဲ့30ရက်နေ့ဆက်လက်ကံကောင်းတဲ့လုံသမအောင်မြင်ခြင်းထိုးတဲ့ခြင်းနဲ့ကံမြမခြင်းတွေကိုဖန်တီးနိုင်တဲ့နေထားရှိတဲ့အဲ့ရက်ကလည်းထူးထူးခြားခြားကောင်းစေကောင်းလျှော်ပြုရကောင်းတဲ့နေ့ဖြစ်တဲ့အဲ့28 29 30အဲ့3ရက်ကောင်းစေကောင်းလျှော်ပြုရင်ထူးခြားတဲ့ကံကောင်းခြင်းနာရောဂါခင်းခြင်းဘဝထိုးတဲ့ခြင်းတွေရှိမယ်လို့သတ်မှတ်တဲ့ဒီကာလတော်တွင်ဇာတာပတိနေ့သောက်ချန်နေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ် အင်္ဂါဘုထူးကြောင့်ဒုက္ခရောက်တတ်တဲ့စိတ်နောက်ဆက်ဖြစ်တတ်တဲ့369ခန္ဓာနေအကျိုးပေးတယ်အနည်းအောင်ချက်သွင်းအောင်ပတ်ရအောင်လို့ကိုသုံးပြီးတော့အလိုရှိရကိစ္စများဆောင်ရွက်ပါဒနာသိတိနဲ့ခတ်ဆန်းရှင်တဲ့နေ့ဖြစ်တဲ့20ရက်နေ့မှာပတ်စံ1000တန်တရွက်ကိုမှုင်းနတ်တာဖြန်ပြီးတော့ပတ်စံတဲ့တဲ့ဆောင်ပါထူးခြားတဲ့ကောင်းခြင်းလက်လာပါဖွင့်ခြင်းလေးတွေရှိလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူ အားလုံး မင်္ဂလာပါ2015ဧပြီလ20ရက်နေ့ဧပြီလ30တောတွင်မှာဥတီချက်စစ်တွေယူမန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲပေါ်နိုင်တဲ့ပြည်နယ်လမ်းကြောင်းကုန်ပြပွဲမယ်အိန္ဒိယတို့နေရာတို့မှာပြင်းချင်းပြောင်းချင်းတိုးချဲ့ချင်းတွေအတွက်လုပ်တဲ့အကြံစီတွေရှိသူများအောင်မြင်မယ်နေရာပြောင်းလဲတိုးတက်ချင်းတွေရှိမယ်ပတ်ဝန်းကျင်စစ်တွေနဲ့ဆက်ဆံရမယ်အလုပ်နေရာမှာပြောင်းလဲရှိမယ်ဘဝကံအသစ်တွေအကုန်လုံးပေါ်လာမယ် ဒီကလာအတွက်စတင်လိုက်တဲ့ကိစ္စတွေဟာအထူးအောင်မြင်မယ်အကြံစီတွေရှိရင်လည်းလုံးသမျှရာရာဆင်ပြေခြင်းနဲ့ကောင်းသောကံဖွင့်ခြင်းတိုးတက်ခြင်းရဲ့အနှစ်သာရကိုမြေကြီးလက်ခံမလွဲရရှိမယ်။၂၂ရက်နေ့မှာရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်။၂၃ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်။၂၄ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်။မေတ္တာရေးကံကောင်းမှပြည့်ဝသူတွေစားပွင့်မယ်။ 25ရက်နေ့မှာအလုတ်တိုးတက်မှုနဲ့အောင်မြင်မှုရဲ့နှစ်သာရတွေရ26ရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလုံးရမယ်အထင်မှားမှုတွေဖြစ်ရှင်းရတတ်တယ်အတိုက်ခံကြုံမယ်29ရက်နေ့မှာဝေးချေကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်28ရက်နေ့မှာဥတီချက်စစ်နဲ့လုက္ကံမှုအစဉ်ပြေမယ်မထုံတဆထိခိုက်မှုနဲ့ကြိုးဆက်ရမယ်အနောက်တောင်ရက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့ကိုနိုင်တဲ့စေတန်ခွဲကြသွားလာနေတဲ့ကြိုးဆက်ရမယ် ကိုယ့်ရဲ့နေမှာဝေချေးလက်ပွင့်ချင်းအလိုပြည့်စုံချင်းဘဝတွတ်တဲ့ခြင်းတွေကိုကြုံမယ်30ရဲ့နေရတော့အရာရာကောင်းသောနမိတ်နဲ့တွတ်တဲ့ခြင်းကံကြမ္မာတွေကိုကြုံတွေ့ရမယ့်နေထားရှိပါလေအထူးပြုမှတ်ချက်ကတော့ဒီကာလအတွင်းဧပြီလ28 29 30ရဲ့နေ့တွေကခေါင်းစီခေါင်းရှော်ပြုရအတွက်အင်မတန်ကောင်းတဲ့ရက်ဖြစ်ပါလေအဲ့ရက်တွေမှာခေါင်းစီခေါင်းရှော်ပြုခြင်းစပင်းပုံစံပြောင်းလဲခြင်းတို့ကိုပြုနိုင်ရင်ထူးခြားတဲ့ကောင်းခြင်းရှိမယ်အနာရောဂါကင်းခြင်းနဲ့ကံကြမ္မာကောင်းခြင်းတွေကို ရရှိကြိုးပမ်းနိုင်တဲ့ကံခွင့်ရတဲ့ပွင့်ပါလိမ့်မယ်ဒီကာလအတော်အတွက်မှာတနည်းလာနေကနေဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနည်းကလေးနဲ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်တိလေးကိုကနန်းနေအကျိုးပေးတယ်အဝါရောင်လေးမောရောင်နှုတ်နဲ့ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ရင်ထူးခြားတဲ့အကျိုးပေးမှုနဲ့တိုးတက်မှုတွေရမယ်၂၀နှစ်နေ့ဓနသိတိနဲ့ခန့်ဆန်းရှင်တဲ့နေ့အဲဒီမှာ ရွှေရောင်တွေကြီးတစ်ခုနဲ့ငွေရောင်တွေကြီးတစ်ခုနဲ့ချိတ်တွေပြီးတော့တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ပိုက်ဆိုင်တဲ့တဲ့ဆောင်းလိုက်ပါထူးခြားစွာကောင်းခြင်းကံနေအနာဂတ်မှာထွန်းပေါက်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးစုအားလုံးမင်္ဂလာပါ2025အေဘရုန်20နှစ်ရဲ့နေ့ရက်နေ့30ရက်နေ့အတော်တွေမှာဝေးကြီးကံကောင်းမယ်လက်ဖွင့်မယ်လူရပြည့်စုံမယ်ဘဝတွတ်တက်မယ် ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်၍ကောင်းသောကျိုးဆက်ကိုရလိမ့်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှင်တို့လောကန်ချင်းတို့ရဲ့ထူးခြားတဲ့ကျိုးဆက်နဲ့တိုးတက်မှုကို ရရှိမှာ ဖြစ်ပါတယ်။၂၀နှစ်နေမှာအလိုရှိရာပြည့်စုံခြင်းကံနေရှိတယ်။အဲ့ဒီဓနာသိတိနှစ်ခတ်ဆန်းရှင်တဲ့နေ့ဖြစ်တဲ့အဲ့ဒီမှာတန်လိုက်တုံးတုံးကိုရွှေရောင်ထုတ်ပြီးတော့အဲ့ဒီတန်လိုက်တုံးကို လူနဲ့ရှေ့မှာအနာဂတ်မှာဆောင်ယူလိုက်ပါအဲ့ဒီ ထူးခြားတဲ့ကံကိုရနိုင်မယ်။နှစ်ဆန်းတရနေ့ကြောပြီးပထမဆုံးဒနာသေးတီမျက်ခတ်ရှင်းတဲ့နေ့လက်ဖွင့်အောင်ဆောင်ရွက်တာ။23ရက်နေ့မှာတော့ခရီးကံကောင်းမယ်။အလိုရှိရပြည့်စုံမယ်။ရှင်းပန်းချက်သစ်တွေကိုဆောင်ရွက်လို့အကျိုးရှိမယ်။24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။လက်ဖွင့်မယ်။25ရက်နေ့မှာရှင်ပြန်မှုမှမြအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောက်မယ်။26ရက်နေ့မှာအာမခန္ဓာတာဝယူတာမလုပ်ရဘူး။ သူများပြဿနာခုပြဿနာဖြစ်တတ်တယ်။၂၈ခုနှစ်နေမှာတော့အရာရာခံကောင်းခြင်းလူရာပြည့်စုံခြင်းနဲ့ဘဝတုတ်တဲ့ခြင်းတွေကိုကျွတ်နိုင်တယ်။၂၈ခုနှစ်မှာဥတီကျပြောင်းပြီးလောက်တာချိုးပေးတယ်။မတော်တဆနဲ့ကျူဆက်ရမယ်။အနောက်တောင်ရောက်ကုန်တည်သွားစေခြင်းရှိတတ်တယ်။မနေ့ကိုးနိုင်တဲ့ဆယ်နှစ်ခွဲကြာအသွာလာကျူဆက်ရမယ်။၂၈ရက်နေ့ကအလုံးစုံကံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်။၃၀ရက်နေ့ ခြေမှန်းချက်တဲ့ကိုလည်းတွေ့ကောင်းထဲပေါ်ပြီးတော့ဘဝကံတလန်းနဲ့အလိုပြည့်စုံခြင်းနှစ်သာရကိုချုံနိုင်တယ်။တင်းလာနေအင်္ဂါနေ့ပௌထုနေမွေးသူများနဲ့ပူးတွဲ၍ကောင်းသောကျိုးဆက်များရရှိမယ်။တင်းကတွင်နေတောက်ကြနေမွေးသူများကြောင့်စိတ်နှောင့်ရှိတည်ရှိတတ်တယ်။၈၆ကိုးကနဲ့နေချိုးပြတယ်။အပြာရင်ရောင်အနဲ့ရောင်နဲ့ပြာရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ နေနိဗ္ဗာန်မှာရှိတဲ့သူတို့ကို ရွှေရည်တိုက်ကြွခြင်းဖြင့်ဤကာလအတွင်းကောင်းသောအကျိုးဆက်တွေကိုဖန်တီးရရှိနိုင်တယ်။ဒီပြင်ဒီရက်ပိုင်းတွေအတွင်းမှာဧဘရုန်28 29 30ရက်နေ့တွေမှာကောင်းစီကောင်းလျှောပြုခြင်းစံကေသအသွင်ပြောင်းခြင်းတို့ကို ဆောင်ရွက်ထူးခြားတဲ့ကံတွေရလာပါလိမ့်။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေမွေသူအားလုံးမင်္ဂလာပါ။2025ဧဘရုန်လ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာ ရှင်ပြန်မှုမှသမျှအောင်မြင်မယ်သူတပားတဲ့သောင်းလောကနဲ့နဲ့စွမ်းသက်တည်တယ်ကိုရှင်မရှိနေတယ်ဝင်ဝင်ပဲဘယ်လိုမှစုလို့မရအောင်စုမယ်လို့ကြံရင်တော့ပို့ပြီးတော့ငွေကုန်သွားစရာကြောင်းရှိတယ်ကိုကိစ္စတဲ့သူတပားကိစ္စတွေလောကရဲ့ဆင်းပြေတဲ့ထူးခြားချက်ကတော့အလုပ်တစ်ခုပဲသူများအတွက်လုပ်ရင်အဆင်ပြေပြီကိုအတွက်ကိုလုပ်ရင်ဒီလုပ်ပဲခက်ခဲနေတတ်တယ်ဒီကလာအများအတွက်ကိုကပေးဆက်နေရတယ် သူတစ်ပါးအတွက်လုံရင်ကိုယ့်အတွက်ထိုးကြတဲ့ဂျိုးကျေစုတွေရလာမယ်အပြိုင်ဆိုင်ပန်သမျှမှာတော့ကိုကသူတစ်ပါးနဲ့အမြဲတစေသာနေလိမ့်မယ်ဒီလိုနေသားနဲ့ထိုးကြတဲ့ကံကြမ္မာတွေရှိသလိုအလုတ်ဘဝရည်မှန်းချက်တွေရဲ့အောင်မြောင်ဆွေးနွေးနေတဲ့နေသားရှိတယ်20နှစ်နေ့အဲ့ဒီနေရာထူးကောင်းတဲ့နေဖြစ်တယ်ကိုလိုသမျှလည်းအရှင်ပြေမဲ့ဒနသိတိနက်ခတ်စမ်းရှင်နေနေလည်းဖြစ်တယ်ပိုက်ဆံတထောင်နံကိုအမွေးနတ်သာပြန်ပြီးလူနဲ့ဆဆောင်း23ရက်နေ့မှာရံပတိဘက်ကရင်နဲ့ ရှင်ပြီးမှလုံးရမယ်အလွယ်မရဘူး24ရက်နေ့ကောင်းချင်းမင်္ဂလာဖြာဖြာလုံးဖြစ်နေမယ်ရည်ရွယ်ပဲလူတန်းဖြစ်နေမယ်25ရက်နေ့မှာအိမ်မက်မဲ့ရင်တွေးထင်မှန်တတ်တယ်ထူးခြားတဲ့အတင်းသမိတ်ကောင်းနေရနိုင်မယ်အရဝေးရကောင်းသောသတင်းစကားကြုံမယ်26ရက်နေ့လက်ပွင့်ကံပွင့်ချင်းလိုရာပြည့်စုံချင်းကြုံမယ်29ရက်နေ့ရန်တိုက်ခံတဲ့ရှင်ပြီးလုံးရမယ်28ရက်နေ့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ် မတော်တဆနေဂယူဆက်ရမယ်အနောက်တောင်ရောက်ကုန်ဒီသွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြအသွားလာနေတဲ့ဂယူဆက်ရမယ်29ရက်နေ့ကတော့အလုံးစုံကံမြန်မာချင်းနဲ့တိုးတက်ချင်းနှစ်သာရတွေပြောင်းလဲပေါ်တွန်းတယ်30ရက်နေ့ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်လုံတိုင်းထုံးပေါက်လေးပဲ April 28 29 33ရက်ကောင်းစေကောင်းချောပြည့်ရထူးထူးခြားခြားကောင်းခြင်းကံနဲ့အစီအပြေချင်းတွေကိုရရှိမယ် တနင်္လာနေ့စောက်ကြနေ့စနေနေ့ဘွေးစုတွေကိုကောင်းကျိုးပေးတယ်။တနင်္လာနေ့ဗုဒ္ဓနေ့ဘွေးစုတွေဒုက္ခပေးလိမ့်မယ်။၄၆၉ကနန်းအချိုးပေးတယ်။အညိုရောင်အပြာရောင်မိခွတ်ရောင်ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းကျင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရှိစေရလို့ငါနေအနိဗ္ဗာန်မှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုမျက်နှာသို့ဘွာအဖြူရောင်နေတယ်လှူဒန်းပြီးတော့ ကုသိုလ်ကောင်းမှုပြုလိုက်ပါကျေးဇူးတင်ပါဇာသပတိနေ့ဝေသွားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရပိုင်권နေ့လက်ဝဲပြန်ရခြင်းဝေချိကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းအခေခဲအလုံးကိုကျော်လွန်ပြီးတော့မူလအနေထားနေပုံမြင့်တဲ့နေထားတစ်ခုကိုပြောင်းလဲအောင်မြင်တိုးတက်အောင်ဖန်တီးနိုင်တဲ့အခြေအနေကောင်းတွေရမယ်ချက်ချင်းဆုံးဖြတ်ပြီးဆောင်ရွက်လိုက်တဲ့ကိစ္စတွေက ောင်းသောကျိုးဆက်နဲ့တိုးတက်မှုတို့ကိုဖြစ်ထွန်းစေလိမ့်မယ်။ကိုယ်ပိုင်ရပိုင်ခွင့်နဲ့ဆောင်ရွက်မှုတွေမှန်သမျှမှကောင်းသောကျိုးဆက်နဲ့တန်လန်းကိုဖန်တီးပြီးတော့အခွင့်ကောင်းတွေကိုဆောင်ရွက်နိုင်ခြင်းနဲ့တိုးတက်ခြင်းနှင့်သာသာကိုရမယ်။ရင်းနှီးသူများနဲ့မကြာခဏစကားများတတ်တယ်မထင်မဲပြောင်းလဲလိုက်တဲ့ကိစ္စတိုးတက်သွားမယ်။ခရီးကံဆင်ပြေမယ်။၂၀နှစ်ရဲ့နေ့ရှင်မချက်တဲ့တရားမြင်မယ်ငွေချေးကံကောင်းမယ်ဒနာသိတိနက်ခတ်နဲ့ရှင်နေတဲ့ဆန်းရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာ ။တန်လိုက်တုံးတုံးကိုပိုက်ဆိုင်ထဲမှာစတင်ပြီးတော့ဆောင်းလိုက်ပါ။ကောင်းချင်းကန်တွေရလာမယ်။29ရက်နေ့အရာရာဆင်ပြေခြင်းကကောင်းချင်းလိုရာပြည့်စုံခြင်းကိုကြုံမယ်။24ရက်နေ့စမ်းပွင့်မယ်အလိုပြည့်စုံမယ်။ဝေကုန်ခြင်းကြများမယ်လူသည်များဆင်ပြေမယ်။25ရက်နေ့ပြဿနာဟောင်းတွေဖြစ်ရှင်းရမယ်။စိတ်နောက်စိတ်တည်ရှိမယ်။26ရက်နေ့မှာမထင်မှတ်ပဲကောင်းသောတည်စကားချမ်းမြေ့ပွဲကောင်းသောအကြောင်းရာဖြစ်မယ်။၂၉ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲနဲ့တိုးတက်မှုရှိမယ် နှစ်ဆက်ရှိရနေ့မမျော်လင့်မဲငွေဝင်မဲမထင်မှတ်ဘဲစင်ပြေမဲပုံမှန်နဲ့ကောင်းခြင်းကံကိုကြုံမဲအဲ့ဒီနှစ်ကဘောရဖြစ်တဲ့အတွက်သွားလာတော့ယူဆရမဲအနောက်တော်ရောက်ကိုတီသွားစေအာနေရှိတတ်တယ်မနေ့ကိုနိုင်နေစနေခွဲအတွက်အသွားလာနေထိုင်ယူဆရမဲ29ရက်နေ့ကမှန်းနာတဲ့လက်တွေကွာတယ်တပါသူကတိပြက်လို့ကိုစိတ်ရှိရမဲ30ရက်နေ့အရာရာစင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့စစ်စစ်ဖြစ်ထွန်းသွားမဲဧပြီ28 29 30ရက်နေ့ဒီမှာကောင်းစီကောင်းလျှောက်ပြည့် ထူးခြားတဲ့ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေကိုမလွဲသေးချောက်ကျုံးမဲ့ဒီတပတ်တာကာလအတွင်းတနင်္ဂနွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမဲ့တနင်္လာကြာသာပတိမွေးသူတွေကိုဒုက္ခပေးလိမ့်မယ်နှစ်ခိုးကိုးကနံကျိုးပေးမယ်အဖြူအစိမ့်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအဖြူရောင်ပန်းဝင်ဖျားကတ်လူပူဇော်ပြီးလိုရာဆန္ဒပြည့်ဆန္ဒပြည့်မယ်ကံကောင်းခြင်းကိုကျုံးမယ်ကျေးဇူးတင်ပါတယ်တောက်ချန်နေမွေးသူအားလုံး မင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ဟာဘဝရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်၍ကောင်းသောကျိုးကျေးဇူးနဲ့တိုးတက်မှုတွေဖန်တီးနိုင်တဲ့ရှင်းစွဲနေထားနေကံမြင့်တဲ့နေထားကိုကူးပြောင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရှောင်ဆွဲနိုင်တဲ့နေထားတိုးတက်အောင်ဖန်တီးနိုင်တဲ့ကံကြမ္မာကွင်လန်းရည်မှန်းချက်တွေကိုဆောင်ရွက်နိုင်တဲ့အခြေအနေရရရဲ့ အကျိုးပေးမှုရရာရာကိုဒီချိန်မှာရပိုင်ခွင့်ရရှိပြီးတော့တိုးတက်မှုရဲ့နေသာတာကိုစနစ်တကျကြုံတွေ့ရလိမ့်မယ်။နှစ်ဆယ်နှစ်နေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပိုက်ဆံကြွေစေတစေကိုမွေးနှံ့တာပဲဖြံပြီးလူနဲ့ဆောင်မှာ23ရက်နေ့မှာရှင်ပြိုင်မှုမသမျှအောင်မြင်ခြင်းခက်ခဲချွန်လွှမ်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။24ရက်နေ့မှာ ရန်တိုက်ခနေနဲ့ရှင်ပြီးတော့မယ်စေဒနာဝေဒနာဖြစ်တတ်တယ်စိတ်ရှည်လိုက်ရင်တော့ရှင်ပြေးမယ်25ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကြုံမယ်26ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲရှိမယ်လူရပြည့်စုံမယ်29ရက်နေ့ဝေချေးလက်ဖွင့်ခြင်းကံဖွင့်ခြင်းအလိုပြည့်စုံခြင်းကိုကြုံမယ်အဲ့ဒီနေ့မှာဒါကဘုံရဲ့တိုက်ဆိုင်တာတော့ယူဆရမယ်သွာလာနေတိုင်းသတိထားမှာပေါ့အနောက်တော်ရောက်ကိုတည်သွားစေနေရှိတတ်တယ် မနေ့ခိုးနိုင်တဲ့စင်နယ်ခွဲတင်သွားလာကြည့်ဆက်ရမယ်26ရက်နေ့မှာတော့ဆုံးဖြတ်ချက်မှန်မယ်အရာရာစင်ပြေမယ်တွတ်တယ်မယ်30ရက်နေ့ကဆုံးဖြတ်ချက်မှန်ခြင်းအတိုက်ခံအလုံးကိုကျော်ပြီးတော့ဘဝတွတ်တယ်မှုကံကိုဖန်တီးနိုင်ခြင်းနဲ့ရရှိပါနိုင်မယ်တနင်္လာနေ့ငန်းနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းချုပ်ပေးမယ်တနင်္လာနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ် တစ်လေးကိုကနံချိုးပေးတယ်အဝါလိမ်မောရွှေရောင်တို့ကိုတောင်းပြီးတော့လူရှိရကိစ္စတွေဆောင်ရနိုင်ပါလေအဝါရောင်ဘတ်ဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့တို့ရဆန္ဒပြုပါထူးခြားစွာအောင်မြင်ခြင်းချိုးပေးခြင်းများရရှိပါနိုင်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအလုံးမင်္ဂလာပါ2025အေပရီလ22ရက်နေ့ရက်နေ့30ရက်နေ့အတော်တွေမှာ ဘဝရည်ရွယ်ချက်နဲ့ရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးတော့အစစ်မြင့်တဲ့နေထိုင်နဲ့တိုးတက်တဲ့ခြေနေတွေကိုရရှိနိုင်တဲ့ချက်ချင်းဆုံးဖြတ်ပြီးတော့ကိုလုံးလုံးတဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိနိုင်တဲ့ဝေကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းတို့ရဲ့အနစ်သာရကိုရမယ့်ကာလတစ်ခုဖြစ်တဲ့စုပေါင်းလုပ်ငန်းကျိုးပင်းမဲ့မိကောင်းဆွေကောင်းအထောက်အကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ငန်းခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့ ိုးတက်မှုကံကြမ္မာတွေကိုဖန်တီးပိုင်ဆိုင်ခွင့်ရှိတဲ့ကာလအနေထားနဲ့အကျိုးပေးတဲ့ကံကြမ္မာရဲ့အနိစ္စာရကိုကြုံတွေ့ရမယ့်အနေထားရှိပါတယ်။ငွေကြေးကံကောင်းခြင်းကို20နှစ်နေမှာကြုံမယ်။အဲ့ဒီမှာဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့အိမ်မှာရှိတဲ့ဖျားစင်မှာသပြေသုံးညွန့်တင်ပြီးလက်လာပါကောင်းမှုအတွက်ဆုတောင်းမှနာဂတ်အတွက်ထူးခြားတဲ့ကံရပါမယ်။23ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။ ရန်တက်ခံနဲ့ရှင်ပြီးလောမယ်ပြီးမှဆင်ပြေမယ်24ရက်နေ့မှာမထင်မှတ်ပဲအမျိုးသမီးမိတ်ဆွေကြီးကဲတူထာနေကုညီရမယ်အမေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းမိတ်ဆွေထံကကောင်းခြင်းလဲရနိုင်တယ်25ရက်နေ့မှာခီးသွားခြင်းကြိုးပေးမယ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်အဲ့ဒီနေ့မှာအိမ်မက်မဲ့ရင်တွေးရင်ထေမှန်တတ်တယ်26ရက်နေ့ကတော့မထင်မှတ်ပဲအတိုက်ခံနဲ့ကြုံပြီးမှဆင်ပြေမယ်ရန်တိုက်ခံနေနဲ့ရှင်ပြီးမှလောက်ရမယ် ရပိုင်ခွင့်ဟောင်းနေပြင်ရမယ်28ရက်နေ့မှာယဉ်ကျေးသူများနဲ့စကားများတတ်တယ်ပฏิပက္ခဖြစ်ရတဲ့28ရက်နေ့စီးပွားကံကောင်းမယ်လက်ဖွဲ့မယ်ဒါပေမဲ့အဲ့ဒီဟာငကဘောရက်နဲ့တိုက်ဆိုင်တဲ့နေ့ဖြစ်တော့အသွားလာကြည့်ဆင်းရမယ်အနောက်တောင်ရကုန်တီသွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်အညံ့ရှိတယ်29ရက်နေ့မှာပြဿနာဟောင်းတစ်ခုဖြစ်ရှင်းနိုင်နေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလောက်တာအချိုးပေးမယ်30ရက်နေ့မှာထူးထူးခြားခြားကံကောင်းခြင်းနဲ့ အကျိုးပေးခြင်းအခက်အခဲအလုံးကိုကြော်လွှားပြီးတော့လူဆန္ဒရှိသူတို့ကိုဆောင်ရွက်၍ကောင်းသောအကျိုးဆက်တွေကိုရရှိလိမ့်မယ်လို့သတ်မှတ်တယ်။တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေတောက်ချံနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်။၃၆ရှစ်ကနန်းနေ့အကျိုးပေးတယ်။အပြာရင်ရောင်မိခိုးရောင်နှက်ပြောင်တို့ကိုဝိစာဆင်ရင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများလုပ်ပါ။ကောင်းခြင်းကံကြမ္မာများရစေရန် နေနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစာလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်